အားလုံးပဲမင်္ဂလာပါခွန်အား channel လေးကနေကြိုဆိုလိုက်ပါတယ်ကျမကတော့ live ငယ်ဖြစ်ပါတယ်ဒီနေ့မှာတော့ဆရာမောင်ကျော်ရေးသားထားတဲ့ကမ္ဘာဆရာများနဲ့အထိမ်းအမှတ်ဖြင့် CDN ဆရာဆရာမအများအတွက်ဂုံပြုတ်ရေးသားထားတဲ့ကြ བྱ ာလေးတစ်ပုဒ်ကိုတင်ဆက်ပေးစီမှာတယ်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်ဒီဆရာများအတက်ကိုတည်ပေးအောင်မကအတိတ်ကိုလည်းဝေမြား ဓမ္မအာရမခွဲခြားသိမြင်ဉာဏ်နဲ့ရှင်တွဲဆွေးမြေခိုင်မတ်စိတ်တက်ကိုပြုရင် အလှဆင်ပေးတဲ့ဘိတုကာများပဲ့ပြင်ဆုံးမနှုတ်ရေးပြယုံမကဘဝပါရှင်ပြီးလမ်းပြညွန်ချအမှန်တရားကိုကြည်ညိုဒီလိုရှောက်လဲရတဲ့ဟေးလို့လက်တွေပြတာဓမ္မဘက်ရက်တည် အပြောနဲ့အလုံးညီတဲ့လမ်းပြသူများတိတ်ပမှန်သမျှဆရာသားမချမ်းတလို့ကိစ္စမှန်သမျှတရားတစ်ဖြင့်ထမ်းရွက်ပြည်သူအထွတ်အကျိုးပြုဖို့ရည်ရွယ်ဘသူမျက်နာမှာမထောက်ရှုပြည်သူမျက်နာပဲကြည်တက်ဖို့အသည့်ရှင်နေရှိအောင်အမြင်ဖွင့်အသင့်ရှိနေတဲ့မိအိမ်ရှင်များဘေးရန်ကာစီတုံတာအတား ဒုက္ခတွင်းတွေကပြည်သူတိုင်းပြည်စစ်အာဏာရှင်ဘေးကဆွဲတင်ကာကွယ်ရေးမနေမတွတ်မကြောက်ရွံ့မဲရဲရဲတော်လန်ကြံ့ကြံ့ခံလို့ကိုကိုကိုစရေဝင်ကြသူများတင့်ရအပ်ဖို့ပေးတတ်ကြပုံအဖို့ပေးတတ်ကြပုံအညီကိုစီအင်အားစာပွားမြင်းမြန်တော်လန်အွေခေါင်းကိုရည်တမ်း နီးမှန်လန်ကောင်းရောက်ဖို့ထောက်ပို့နိုင်ထောက်ပို့နီးပညာနိုင်နီးပညာကာယအာနိုင်ကာယအာညာနစွမ်းနိုင်ညာနစွမ်းသမျှကိုကူညီဖို့ကိုယ်တိုင်လဲဆောင်ရွက်အများကိုလဲညှုံပြပေးသွေးမအေးတဲ့ရဲပေါ်များစေတနာဆိုတာကိုတစ်စက်ပြားကမဟုတ်နှလုံးသားကထုတ်ဖို့ မသူတော်တရားကိုအမြစ်ဖြတ်လွတ်လပ်မြတ်တာစီကံကြတဲ့စနစ်စပွားတစ်တစ်ခြေမြစ်ခိုင်မာဖို့နိုင်ရဝန်ထမ်းစွမ်းရာကကူမညူစုကြတဲ့အာကလူသားများဝါသနာနဲ့ဆဝမ်းရည်နဲ့ဆက်မြတ်ပါတယ်ဆိုတဲ့အလုတ်ကိုတမအုပ်ချင်းစွန့်ခွာ တိတ်ခါကိုတွေ့လို့ချိတ်ခါကိုပယ်ပြီးခင်းချမ်းမှာမင်းကြီးစရန်ရှဘလောက်ခက်ခက်အပြုံးမပြတ်ပဲမရှိရတဲ့အချမ်းကပြင်းမှန်းမှုတွေကိုနေသားတကြကြော်လွားဖြတ်တန်းဒီကမ်းမှာဒီပန်းဝေအောင်ဆွမ်းဆောင်ပြောင်မြောက်တဲ့လမ်းသစ်ဖောက်သူများအနစ်နာဆိုတဲ့စကားကြောင့်မပစ်ခွာလို့တောင်းဝန်ကိုကြောင်ထမ်း လမ်းရမယ်ဆိုတဲ့အတွေ့အထက်စစ်တရာပို့ကြည်သူအေးမှုမလစ်ဟာလို့တစ်ချက်မပြတ်အကွက်စစ်ချက်ပိုင်းမငေးမငိုင်တတိတွေခိုင်မြဲနှွေးရမယ်ဒီတိတရားနဲ့လေးစားစရာလှုပ်ဆောင်ချက်ဆုံးဖြတ်တတ်သူပညာရှင်များကျင်းဝတ်နဲ့နာသုံးနာကို လူတကာကြားကောင်းရုံမြဟန်ဆောင်ကောက်ပြတာမဟုတ် မန်ထောင်မောင်းပြတာမဟုတ်မလို့စနစ်ဆိုးပြုတ်ဖို့စိတ်တန်အမှန်တရားပဲရက်တီဆရာပိတဂုံပေါင်းခဝင်ညံပြေတဝမ်းတော်လန်လန်းကဓမ္မဘတ်တာဆရာမြားကိုလေးစားယူသည်ဂုံယူနေသည်ဒီပြည်ဒီလန်းငိမ့်ချန်းစီမောင်ကျော် 2024ခုနှစ်အောက်တိုဘာ9ရက်ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်ဓမ္မဘက်သားစီရီယံဆရာဆရာမများကိုဂုံပြုရေးဖွဲ့ပါသည်အားလုံးကိုကျေးဇူးတင်ပါတယ်ကြံရလေးကိုအဆဆုံးနာဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နောက်များမှလည်းဇေဝင်စားစရာကောင်းတဲ့စာပေတွေဘဟုတုတရတစာပေတွေတင်ဆက်ပြီးမှဖြစ်တဲ့အတွက်အားလုံးပဲဒီ channel လေးကို အဲ subscribe လုပ်ပြီးပို့မေးပါနဲ့နော်